ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒေါနီကလည်းအပြင်မှာသူ့သမီးစပိန်နဲ့ထိုင်ပြီးတော့ကြိုးကြင်လုပ်နေပါတယ်ဒီချိန်မှာအိနာက သမီးကသူ့ယောက်ျားအိမ်ကနေအမေအိမ်ကိုအလှလာခဲ့ပါတယ်သမီးလေးတယောက်ဝေးထားပြီးတော့ သူနဲ့အင်မော်တယောက်ကလည်းပါလာခဲ့ပါတယ်။သူပစ္စည်းတွေအားလုံးကိုလည်းအင်မော်ရီကယူလာပါတယ်။သမီးရဲ့တွေ့လား။သူ့ကန်တရားကောင်းလိုက်တာ။သူ့ယောက်ျားအင်အားအရန်ချမ်းသာတယ်။နင်လည်းသူ့လိုပဲအင်ဖော်ရီပြည့်နေတဲ့ယောက်ျားအင်အားအရန်ကောင်းမှာပဲ။ငါလည်းအသက်ကြီးနေပြီ။နေယောက်ျားရတာကြည့်ပြီးပဲသိချင်တယ်။အမေရဲ့ကြာရရကန်တရားပါ။ဘာဖြစ်မလဲဘသူမှမသိဘူးလေ။ကတင်တွေလည်းလှုပ်လှုပ်ပြီးပြီဆိုတော့အိမ်ထဲကိုသွားကြမယ်။ ပေကလည်းဒီလိုပြောပြီးအိမ်ထဲဝင်လာကသူတို့ကရင်အလုတ်ကလည်းပြီးသွားပါတော့တယ်။ဒီလိုနဲ့အချိန်တွေကြာသွားပြီးတည့်ရမှာတော့စပိန်အတွက်ချမ်းသာတဲ့အိမ်ကကောင်းလေးတွေလာပြီးတောင်းကြပါတယ်။ဒေါနီရဲ့စိတ်ကူးတွေလည်းအလုံးပြည့်ဝသွားခဲ့ပါတယ်။ငါစိတ်ကူးတွေကတော့အလုံးပြည့်သွားပြီ။ဖခင်ငါစကားကိုနားထောင်လိုက်ပြီပဲ။ငါသမီးလည်းအိမ်ဖော်ရီပြည့်နေတဲ့ယောက်ျားရင်သွားပြီးတော့ပြင်မလို့နေရတော့မယ်။ဒီလိုပဲအချိန်တွေကြာသွားပြီးစပိန်ကလည်းယောက်ျားရသွားပြီးတော့ သူယောက်ျားအင်ယောက်တို့အင်မော်ရီအများကြီးကပန်းတွေအများကြီးယူပြီးစောင့်နေကြပါတယ်။စပေးကအင်းတွေကိုဝင်လာလာနဲ့ပန်းတွေကျင်းနေကြပါတယ်။အင်ဘော်တယောက်ကပကန်းတွေယူလာလိုက်တယောက်ကဆန်ခွက်တွေယူလာလိုက်နဲ့လုံနေပါတယ်။ချွေးမရေညာဘက်ခြေထောက်ကိုဆန်ခွက်နဲ့ထိပ်ပြီးအိမ်ထဲဝင်ခဲ့။ငါအိမ်မှာလည်းအင်ဖော်ရီပေါလိုက်တာငါတော့ရမ်းပျော်တာပဲ။ဒီနေ့တော့ငါချမ်းသာတယ်ဆိုတော့ခံစားရတယ်။စပေးကလည်းသူယောက်ျားအင်ကိုကြည့်ပြီးရမ်းပျော်နေက ။စမေဟာသူ့အခန်းထဲသွားတော့နောက်ကနေအင်မော်ရီကပစ္စည်းတွေအများကြီးကိုတင်လာပါတယ်။စမေအိမ်မအိမ်မော်ရီကိုလက်ကားထားတာမဟုတ်ဘူးလေ။နင်လွတ်လုပ်စရာမလိုဘူး။သူတို့ပြောပြလိုက်အကုန်ထည့်ပေးလိမ့်မယ်။အမရေပစ္စည်းတွေကိုပီယိုရဲထည့်မှလားပါရီထည့်မလဲပြောလေ။အကုန်ထည့်ပေးမယ်။အော်ရှားပါတယ်မလိုပါဘူး။ညီမပစ္စည်းတွေကိုကိုရန်ထည့်လိုက်မယ်။ ငါခန်းနေရအိတ်တော်ယူပေးနော်ကားကိုလည်းအပေါဝနာလာခိုင်းလိုက်လေငါကောလိပ်သွားဖို့နောက်ကျနေပြီဆန်ဆန်ကလည်းကားကိုခေါ်ပြီးတော့ကောလိပ်ထွက်သွားပါတော့တယ်ဒီလိုပဲအချိန်တွေကြာသွားပြီးတရက်ကြာတော့ညံ့ရောက်တဲ့အခါမှာစပေးကရေးစားနေပြီးအောက်ကိုရေးလာတော့တဲ့အချိန်မှာအိမ်မော်ကနူးသွားပါတော့တယ်အမဘာလို့အောက်ကိုဆင်းလာလဲအခုပဲအတော်သင့်အလုပ်ထုတ်ခံရမယ်တခုခုလိုရင်တောင်းလိုက်လေအလောက်မကြောက်ပါနဲ့ကွယ်ဘာမှမဖြစ်ပါဘူးငါရေးစားလို့ရေးလာတော့တာအမရေအခန်းမှာဘယ်ရှိရလဲ နှိမ့်လိုက်လူတာလာပေးပါရယ်အခုပဲရှည်ထုတ်ပေးမယ်တောက်လိုက်နော်သမီးကိုအိမ်မောကရည်တစ်ခွက်တောင်ကိုရန်ယူတောက်ခွင့်မပေးတာကိုကြည့်ပြီးအံ့ဩနေပါရယ်သမီးကလည်းရည်တောက်ပြီးတော့အိမ်ဖို့အတွက်အခန်းနေသွားပါတော့တယ်ဒီလိုပဲချိန်နေကြသွားပြီးတရက်ကြာတော့သမီးကပြောခဲ့ပါရယ်ယောက်ျားနင်ကြတော့တနေ့ကောင်အလုပ်သွားတယ်ငါအိမ်မှာပြင်းနေပြီးတနေ့ရရအလေသွားချင်လိုက်တာကောင်းမောင်းနေသူရှိတယ်လေခေါ်သွားလိုက်လေကြိုက်တဲ့နေရာသွားဒီမှာကြိုက်တဲ့ခလုတ်နှိမ့်လိုက်ကြိုက်တဲ့အိမ်မို့ခေါ်လိုက်နော် သူယောက်ျားစကားကိုကြည့်ပြီးတော့ဇပေကပြုံးနေကဒီလိုပဲအချင်းတွေတစ်ပြေးပြေးနဲ့ကုံဆုံးလာခဲ့ပါတယ်။တခုခုလိုအပ်တိုင်းအင်ဘော်ရီကအမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ဇပေကလည်းအင်ဘော်ရီနဲ့နေရတာအကျင့်ဖြစ်လာပြီးဒီလိုပဲတည့်ရမှာတော့ဇပေကမိဖို့ကြောင့်မှလာပြီးပြောခဲ့ပါတယ်။ဆန်းဆန်းရေဒီနေ့တော့အလုံးမလုပ်တာလဲကြာပြီဆိုတော့ငါခောက်ဆွဲပြုတ်လုပ်ခြင်းမယ်စားမလားအမရေအသီးတွေလှီးပေးပါလားချွေးမရေတလောက်ပူးနေတာခောက်ဆွဲပြုတ်လုပ်စရာမလိုဘူးလေငါ့ကိုလူတွေကပြောကြလိမ့်မယ် ။တလောက်အိမ်ဖော်ရရှိတာကိုချွေးမအပူထဲမှာအလုတ်ခိုင်းနေတယ်ဆိုပြီးပြောကြလိုက်မယ်။မလုံရပါဘွယ်။စားချင်တာပြောခဲ့ချက်ပြီးလာပုတ်လိုက်မယ်။ဒေါ်လာတားတာကြောင့်အိမ်ပေါ်ကခောက်ဆွဲပြုတ်လုပီးပြီးစပင်းနဲ့ဆန်းဆန်းကပြင်မာလာပြီးတော့အေကုန်းဖွင့်ပြီးထန်လိုက်ပါရယ်။ဒီလိုပဲကြည်နေရင်လည်းချင်းတွေကြာလာခဲ့ပြီးစပင်းကလည်းယောက်ျားရတာငားနစ်ဖြစ်သွားပါပြီ။တာလီတယောက်ကိုလည်းငွေထားပါရယ်။တာလီကလေးနှစ်ရှိနေပါပြီ။ဇပေကအရင်ကိုဝနေပါပြီ။ ော်လာ6ရောက်တွေကလည်းပို့ပြီးတော့နားလာခဲ့ပါတယ်။ငါ6ရောက်ကလည်းရမ်းနာနေပြီ။ခလုတ်နှိပ်တာတောင်အိမ်ဖော်တွေကလည်းတည်နေပြီလားမသိဘူးမလာကြဘူး။အတော်ကြီးတမ်းမှန်ပါတယ်။အဘူးရှော်နေလို့ပါ။ကျန်တဲ့အိမ်ဖော်တွေလည်းအလုရှုပ်နေလို့ပါ။အတော်လာခဲ့ပါ အောက်ကိုသွားမယ်လေအိမ်ပေါ်ကလည်းဒေါ်လာကိုအောက်ကိုခေါ်လာပြီးတော့အေကုံဖွင့်ပေးပြီးဆန်ဆန်ကလည်းရန်ဝလာပြီးအောက်မှာထိုင်နေပါတယ်ဒီအိမ်ကအိမ်ဖော်ရီလည်းအပူချိန်များလာတာနဲ့အတူအပြေးမှကြီးနေပြီးသမင်းစားဖို့ယူလာကြလေ ငါပရမ်းစာနေပြီဆန်းဆန်းရေးကားစရာပြောပြပါအောင်တားလေးကိုကြောင်းသွားကြူရမယ်ချွေးမရေးငါခြေတော့တွေကအရမ်းနာနေပြီဘလို့လောက်ရမလဲဒီနေ့ယောက်ျားနဲ့သားပြန်လာရင်စေခန်းပြရမယ်မရတော့ဘူးစေခန်းကတော့တမိလည်းပြရမယ်အရမ်းဝနေပြီနေလို့လည်းမကောင်းတော့ဘူးပိန်စေးစားမှရတော့မယ်စပေးဆန်းဆန်းဒေါလာတို့ကလုံမလုံတာကြောင့်ဝိတ်တွင်အရင်များလာခဲ့ပါတယ်။ညနေရောက်တော့စပေးယောက်ျားနဲ့ယောက်ကတိအိမ်ပြန်လာချိန်မှာ ဇပိဆန်ဆန်နဲ့ဒေါနာတို့ကအင်မော်ရီကိုခြေရီလက်တွေနှိပ်ခိုင်းနေတာကိုတွေ့ခဲ့ပါတယ်။ဒီလက်ကိုလည်းနှိပ်ပေးအောင်အရန်နာနေပြီ။စေးတိုက်ပါလားယင်။ဇပိနေရာလဲအင်မော်ရီရှိတာနဲ့အရန်အပြင်းကြီးနေပြီပဲ။ကိုယ်တိုင်လှုပ်လို့ရတဲ့အလုပ်တော့မလုပ်ဖ ೇನೆ ။စီးတောင်းတောင်းနေတာလား။ဘာမှမဖြစ်ပါဘူးတားရဲ့။ဒါငါတို့ရဲ့နေတဲ့အလုပ်ပါ။အကူကလည်းဘာဖြစ်နေလဲ။အင်မော်ရီကိုပတ်စံပေးထားတာလေ။ဒီအလုပ်တွေလုပ်ဖို့ထားတာလေ။လုပ်ပါစေလေ။ အတော့ဒီအိမ်မှာလွတ်လွတ်တာ10နှစ်ရှိပြီသူတို့တွေကအတော့မင်းကလေးဖြစ်ပြီးအပေါ်ရီခိုင်းနေတာကားသွားထုတ်တော့ဒီအိမ်ကမင်းကလေးတွေကရန်ဝနေပြီစီကံပြရမယ်စပင်းယောက်ျားကလည်းကားနဲ့အကုန်လုံးကိုစီကံခေါ်သွားပါတော့တယ်ဆင်ယောင်မင်းကသူတို့ကိုရှင်းပြပါတယ်အကိုအိမ်ကမင်းကလေးတွေကအလုံးမလုံးမချင်မပိန်ပါဘူးအခုကျတော့အလုံးလဲမလုံးလေးချင်ကန်းလဲမလုံးကြဘူးလှုပ်ရှားမှုမရှိဘူးလေချွေးလဲမထွက်ဘူးချွေးထွက်ရင်အလုံးလုံးရင်ဝေးကြလာလိမ့်မယ် အားလုံးကိုစည်းကမ်းပြပြီးအင်ခေါ်လာကစန်းစန်းအဖေကပြောခဲ့ပါတယ်။စန်းစန်းကိုကောင်းတဲ့ရင်ကမကြိုက်ကြဘူး။ဒီလိုဝါတဲ့သူမလို့ခြင်းဘူးတဲ့။ပိန်နဲ့ချွေးမကိုလို့ခြင်းတယ်လို့ပြောကြတယ်။သမီးရင်နေအစားတောက်နဲ့လေ့ကျင့်ခန်းကိုခရုဆိုင်။အဖေ၊သမီးကိုအင်ဖော်ရီကကြိူးမဆိုင်ဘူး။အစော်ရလည်းမနှုံ၊လေ့ကျင့်ခန်းလည်းမလုပ်ခိုင်းဘူး။အမောက်နိုးတာပဲလေ။အမအပြင်းကြီးပြီးပြန်အိတ်သွားတာလေ။ဟဲ့၊နင်တက်တိတ်နေ။ဘာမှမပြောနဲ့။ အမှန်ပြောတာကြောင့်ဆန်ဆန်ကအိမ်ပေါ်ရီဆူနေပြီးတရက်ကြတော့အိမ်ပေါ်နှစ်ယောက်ကနေမကောင်းဖြစ်ကတယောက်ကအိမ်မှာမင်္ဂလာဆောင်ရှိတာကြောင့်ခွင့်ယူထားပြီးနောက်တစ်ယောက်ကတော့သူ့အိမ်သူပြန်တော့မေးလို့ပြောခဲ့ပါတယ်။ဦးလေးရေဒီလောက်ကိုဆက်မလုပ်တော့ဘူးအိမ်ကယောက်ျားနဲ့လည်းအဆင်ပြေသွားပြီးသမီးအိမ်ပြန်နေတော့မှာပါ။ဟုတ်လားကောင်းတာပေါ့။အိမ်ကအိမ်ဖော်ရီကဘယ်ရောက်ကုန်ပြီလဲခလုံနှိတ်လည်းမလာဘူး။ငါဥစားရီအပေါ်ကယူရမယ်ငါအစည်းပွေးသွားရမယ်လေ။ချွေးမကြီးအိမ်မှာကောင်းလေးနှစ်ယောက်ပဲရှိတယ် တယောက်ကဈေးသွားတယ်တယောက်ကအပြင်မှာရေလောင်းနေတယ်ဒီနေ့ကစားပြီးအိမ်အလုပ်တွေနင်တို့၃ရက်လောက်ကြအိမ်မော်ရီနေမကောင်းမချင်းပြန်မလာမချင်းနင်တို့ပဲလုပ်ရမယ်အိမ်မှာအိမ်မော်ရီမရှိတာကြောင့်အိမ်အလုပ်တွေအလုံးလုပ်ရပြီးအဝတ်တွေရှော့ကြကိုတိုင်းလမ်းကြသမင်းဟင်းချက်ကြပကံတွေဈေးကြဈေးကိုလည်းစပယ်ကကိုတိုင်းလမ်းလျှောက်သွားခဲ့ပါတယ်ဒီလိုပဲအိမ်မော်ရီမရှိဘဲအလုပ်တွေလုပ်ရင်းနဲ့၁၅ရက်ကြာသွားပါတော့တယ်ရောင်းမရေးအစားအလလောက်တော့ကိုလက်တွေနာနေတာအခုတော့နေလို့ကောင်းသွားပြီ ဟုတ်တယ်အမေဒီလိုအလွတ်လွတ်ရတာအရင်ကောင်းတယ်။တမီဝိတ်၅ပေါင်တော့ကျသွားပြီ။အိမ်မှာအိမ်ဖော်တွေမထားပဲအလုပ်တွေကိုယ်တိုင်လုပ်မယ်လေ။အိမ်မှာလည်းအိမ်ဖော်နှစ်ယောက်တောင်ရှိသေးရပဲ။ရပြီပေါ့။တခြားအလုပ်တွေလည်းမိန်းမတွေလုပ်မယ်လေ။တမီတို့လည်းကျမကြီးတွေကောင်းလာမယ်။အမေလိုတလောက်ပဲအိမ်ဖော်ထားတော့နော်။စပေးပြောတာကြောင်ဒေါ်လာကလည်းအိမ်ဖော်တွေကိုထုတ်လိုက်ပြီးဒေါ်လာဟာဆန်းဆန်းစပေးနဲ့ပဲအိမ်အလုပ်တွေပေါင်းလုပ်ခါနေရတွေကြာလာတဲ့အခါမှာတော့ဆန်းဆန်းကလည်းရင်းလိုပိန်သွားပြီးချမ်းသာတဲ့ကောင်းလေးနဲ့ရသွားခဲ့ပါတယ်။ ။ဇဘေကလည်းသူ့သားလေးကိုသူကိုယ်တိုင်သီချာကယူဆိုင်ပါရယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။